မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်နိုင်ငံရေးပါတီများတိုင်းသားမျိုးနွယ်စုများပြည်သူလူထုများနဲ့အတူဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တဲ့ပြည်သူ့တပ်မတော်စင်လာကိုစက္ကန့်လျက်မပြီးဆုံးသေးသောတရားဥပဒေစိုးမိုးရေးပြည်ရင်းကြီးကြီးရေးနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုတပ်မတော်အင်အားစုများပူးပေါင်းပါဝင်ခြင်းဖြင့်အောင်မြင်သည့်ထိဆောင်ရွက်သွားကြမယ်လို့ NLD ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 2015ခုနှစ်မတ်လ29ရက်နေ့မှာကြောက်တဲ့290မြောက်ဖက်စစ်ဒေါ်လာရင်းတွေမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ကကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီးမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဟာအာဂါသာကင်းစင်နဲ့အထွေထွေသားဇာတာဖြစ်ရေးငြိမ်းချမ်းချောမွေ့သောနိလန်ကိုအသုံးပြုရေးနဲ့မြို့သားပြန်လည်တည်မြဲရေးကိုအခြေခံနဲ့ညီညွတ်ရေးငြိမ်းချမ်းရေးဒီမိုကရေစီရေးအပေါ်အစဉ်အမြဲအလေးနက်ထားပြီးရည်တည်ဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဟာ290မြောက်ဖက်စစ်ဒေါ်လာရင်းနဲ့ခန္ဓာကိုယ်မက်စလာ29ရက်နေ့ကရန်ကုန်မြို့ပဟန်းမြို့နယ်ရှိတော်ဝင်နေစီစားတောက်ဆိုင်မှာကျင်းပခဲ့ရာအဖွဲ့ချုပ်နိုင်ကဥတည်ဦးအပါဝင်ဗဟုလုံမှုဆောင်ဖွဲ့ဝင်များပါတီဝင်များတက်ရောက်ခဲ့ပါတယ်ဖက်စစ်ဒေါ်လာရင်းကိုရှေ့တန်းမှဦးစီးပဲ့ကင်ခဲ့သူလွတ်လပ်ရေးပြည်သူ့ကကြီးမျိုးသားကောင်းဆောင်ကြီးတက်မတော်ဖခင်ကြီးပူကြောင်အောင်ဆန်းဟာမျိုးသားလက္ခဏာနဲ့နိုင်ငံရေးလက္ခဏာဂုံအင်္ဂါနှစ်ဖြာပြေးွားတဲ့ပြည်သူတက်မတော်ဖြစ်ပြုစုပြောင်းထောင်ပေးခဲ့ကြောင်းစစ်တပ်ဟာနိုင်ငံသူနိုင်ငံသားတွေကိုညှဉ်းပန်းဖို့မဟုတ် လက်နက်အားကိုတကူပြဖို့မဟုတ်စစ်တပ်ဟာနိုင်ငံရဲ့အစီကံဖြစ်ရမယ်နိုင်ငံဟာစစ်တပ်ရဲ့အစီကံမဖြစ်စေရဘူးလို့ဗိုလ်ချုပ်အောင်ဆန်းကမှတ်မှတ်သားသားလေးလေးနက်နက်မှာကြားခဲ့တာကိုသတိပြုကြရပြီမှာဖြစ်တယ်လို့ NLD ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် NLD ရဲ့ထုတ်ပြန်ချက်မှာဒေါက်ဆန်းစုကြည်ပြောကြားချက်များကိုထည့်သွင်းထားပြီးနိုင်ငံတကာနိုင်ငံမှာနိုင်ငံရေးသမားများရှိမှသာလျှင်နိုင်ငံရေးဘက်ကပြည်ပြည်ပြင်းပြင်းလုပ်နိုင်မှာဖြစ်ပြီးနိုင်ငံရေးသမားများနဲ့နိုင်ငံရဲ့အစိုးရကိုပြည်ပြည်ပြင်းပြင်းဖြစ်အောင်လုပ်နိုင်မဲ့နိုင်ငံရေးသမားများနဲ့နိုင်ငံရေးလုံခြုံရေးကိုတာဝန်ယူရတဲ့တက်မတော်ကြားမှာ နားလည်မှုအများကြီးရှိဖို့လိုကြောင်းဒီလိုနားလည်မှုရှိဖို့အစဉ်တစိုက်စူးစမ်းနေပါတယ်လို့ဒေါန်ဆန်းစုကြည်ကပြောကြားခဲ့ကြောင်းဖော်ပြထားပါတယ်။လူမှုကောင်းဆောင်ဒီမိုကရေစီကောင်းဆောင်ရဲ့တင်ကြီးလေးနဲ့တော့ပြောကြားချက်များမှာမျိုးသားပြန်လည်တင်မြရေးအတွက်ခိုင်မာသောဂရီကိုဖြစ်ပေတယ်လို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဘိုလ်လုံးမှုဆောင်ဖွဲ့ရဲ့190မြောက်ဖက်စစ်ဒေါ်လာရင်းနှစ်ပတ်လည်နေ့ကြေညာချက်မှာဖော်ပြထားပါတယ်။